်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်အကြံဖက်စစ်တဲ့အချိန်ချင်းထိုးစစ်ဆင်လာတော့လေ AAE စီရေးပြူအောက်တွင်အလူအလဲခံနေရတရုတ်လုံခြုံရေးတပ်15ဦးသေဆုံးကြောင်းသတင်းထွက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရခိုင်ပြည်ကြောက်ဖြူမြို့ပြင်စေမိုင်ခတ်ပတ်လည်တွင်ဖြစ်ပွားနေသောလက်ရှိတိုက်ပွဲ၌အကြံဖက်စစ်တပ်ကအင်အားများဖြည့်တင်ပြီးအချိန်ချင်းစစ်ကြောင်းထိုးလာတော့လေအာရခတက်တော် AAE စေရေးဖြူဟာအောက်တွင် အကြဆုံးအထိကိုက်များပြီးအလူအလဲခံနေရသည်ဟုဒေတာတွင်စစ်ရေးတရင်ရေးမြတ်အုပ်ကပြောပါရယ်စက်တင်ဘာ29ရက်နေ့ကဒညောက်ကလေးရေတပ်ဌာနချုပ်အနီးရှိစီမော်ဘတ်မှကုလပါကြီးရွာဘက်သို့စစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်တပ်အင်အား150ကျော်ပါစစ်ကြောင်းနှင့်ရဲတပ်ရင်32မှထွက်လာသည့်အင်အား100ကျော်ပါစစ်ကြောင်းတို့သည်ရှေ့စစ်နောက်စစ်တက်လာရာခေါ်တူတောင်တန်းကုလပါကြီးရွာနာအရောက်တွင်အေအေထံချိန်မုံခံလိုက်ရသည်ဟု၎င်းကဆိုပါရယ် ိုတနစ်ကခေါ်ဒူတောင်ကိုရှေ့စင်နောက်စင်တက်လာတာစစ်ကြောင်းနှစ်ကြောင်းနှစ်ခုပေါင်းအင်အား200ကျော်ပါတယ်ခိုးဘက်ကအသာစီရတယ်လက်စုပ်လက်ကင်မပြနိုင်ပေမဲ့တီတာတော့တော်တော်တည်တယ်ကြသွားတာအတုံယုံမင်းအလောင်းဆွဲပြီးနောက်ဆုတ်သွားတယ်ဟုလက်ကောင်ကပြောပါတယ်အဓိကထိခိုက်သွားသည့်အကြံဖက်စစ်တဲစစ်ကြောင်းမှာပထမတက်လာသောစစ်ကြောင်းဖြစ်ပြီးထက်ပြိုသွားကဖျို့ဖျဲနောက်ဆုတ်ထွက်ပြေးသွားကြရပြီးနောက်ထက်မှန်တက်လာသည့်စစ်ကြောင်းနှင့်ပူးပေါင်းကပြန်ကျဲနေသည့်အလောင်းများကိုကောက်ယူသွားကြသည်ဟုဆိုပါတယ် ။ဒညဝရီရေတပ်ဌာနချုပ်စက်ခန်းရှိစီမော်ဘက်ကနေတက်လာတဲ့စစ်ကြောင်းကိုအေအေကအငိုက်ဖမ်းပြီးတိုက်တာမနေသေးသွားတယ်။နောက်တက်လာတဲ့စစ်ကြောင်းထပ်ပူပေါင်းပြီးအင်အားတွေဖြည့်ပြီးတက်လာတဲ့ဟုပြောပါရယ်အဆိုပါထပ်မံတက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်အေအေထိုအကြောင်းထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်တပ်ကနောက်တန်းကနေလက်နက်ကြီးဖြင့်ပစ်ကူပေးသဖြင့်နှစ်ဖက်တိုက်ပွဲမှာပြင်းထန်ခဲ့သည်ဟုသူကဆိုပါရယ်သူတို့ထပ်ပြီးဂျာပြက်တိုက်ခိုက်ခံရတာနဲ့ချက်ချင်းဒညဝတီရေးတဲ့စက္ကန့်ကလက်နက်ကြီးအတွဲလိုက်တွေဒရဇက်ပစ်တိန် ရဲတပ်ရင်32ကပြစ်တယ်၊နေပြည်တော်ကပြစ်တယ်၊နောက်ပြီးဒရုန်းလာကြတယ်၊ပြစ်ခတ်တံတွေဝေဝေးစားသွားတယ်ဟုပြောပါတယ်။ကြောက်ဖြူမျိုးပြန်ပတွင်ဖြစ်ပွားနေသောတိုက်ပွဲတွင် အကြံဖက်စစ်တပ်ကအကြအဆုံးများပြတော့လေအင်အားများကိုထပ်မံဖြည့်ကထိုးစစ်ပြန်ပြင်ဆင်လာသဖြင့်တိုက်ပွဲများနေ့စဉ်လို့လို့နေရာကွက်ပြီးပြင်းထန်နေကြောင်းသတင်းရရှိပါတယ်။တိုက်ပွဲပြင်းထန်နေသည့်နေရာများမှာကြောက်ဖြူမျိုးတွေရှိဂေါ်ဒူတောင်တန်းပတ်ဝန်းကျင်နှင့်တစ်ပုတ်တောင်တိုက်နယ်ကုလားပါကြီးရွာပတ်ဝန်းကျင်တို့တခြားဖြစ်ကြပါတယ်။ အာရကတက်တော်ထိန်းချုပ်နေရာများမှာကြေးရွာတချို့မှာဒေသခံပြည်သူများလည်းနေပြီးနှင့်လေကြောင်းရန်ကိုကြောက်ပြီးဘေးလူရာတို့ထွက်ပြေးတိမ်းရှောင်နေရသည်ဟုသိရပါသည်ဆက်လက်ပြီးမြောက်ဥကလာပါ22ရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုလူပြအဖွဲ့တွေတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် စစ်ကောင်စီရွေးကောက်ပွဲအတွက်လှုံ့ဆော်နေတယ်လို့လူငယ်တွေကိုဖမ်းပြီးရောင်းစားနေတဲ့ရန်ကုန်မြို့မြောက်ဥက္ကလာပါမြို့နယ်နှစ်ဆက်နှစ်ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမေအဖွဲ့တာဝန်ရှိသူကပြောပါတယ်။အုပ်ကြီးနယ်အပေါင်းပါရုံးတဲ့ဝင်မှာဝင်ထူတာပါအထီးကိုက်ရှိမယ်လို့ပြောပါတယ်။စက်တင်ဘာ30ရက်ည7:00နာရီခန့်မှာရန်ကုန်အာမေနဲ့အနောက်ပိုင်းခရိုင်ပါကာဖာလိုပူပေါင်းပြီးအထက်ပါရက်ကွက်ရုံးကိုပြင်းအားမြင့်မိုင်းတစ်လုံးလက်ပစ်ဗုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်အာမေအနေနဲ့စစ်ကောင်စီရွေးကောက်ပွဲအတွက်ကူညီလှုံ့ဆော်နေတဲ့အုပ်ချုပ်ရေးမှုယုံတွေကိုဇက်တိုက်တိုက်ခိုက်မှုတွေလှုံ့ဆော်နေတာဖြစ်ပြီးပြည်သူတွေဘက်ကလည်းရက်ွက်အုပ်ချုပ်ရေးမှုတွေဖိနှိပ်တာခံနေရတဲ့အကြောင်းကိုနှိစင်တိုက်ကြားမှုတွေရှိတယ်လို့ဆိုပါတယ်။ကျွန်တော်တို့လည်းအကုန်လုံးကိုလိုက်မလုံနိုင်တော့စာထုတ်ပြီးသတိအရင်ပေးတာလုပ်ရတယ်။အဲ့ဒါကိုတချို့လူတွေကအားမလို့အာမေရလာပြောကြတယ်။သတိပေးနေရတော့မယ့်အချိန်မဟုတ်ဘူး။ဘာညာပေါ့ဗျာ။ကျွန်တော်တို့ကပို့ပြီးတော့အဲ့လိုပြောတဲ့သူတွေထက်အကောင်တွေကိုလှုပ်ချင်တာပုံမစ်ရှင်တစ်ခုလုပ်ဖို့ဆိုတာခုံချစရိတ်များတယ်။ ချိန်ပြီးလုပ်နေရတဲ့အနေအထားတွေမှာတချို့သူတွေနားလည်စေခြင်းနဲ့ပြလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ဒီနေ့မစ်ရှင်အကြောင်းကိုအနောက်ပိုင်းထိုင်ပတ်ကဖကလည်းအုပ်ကြီးတွေအစင်လိုက်လာမယ်လို့ရေးသားထုတ်ပြန်ထားပါတယ်။ရန်ကုန်အာမေအဖွဲ့အနေနဲ့ဩဂုတ်နဲ့စက်တင်ဘာလအတွင်းစေကောင်စီရဲ့ရွေးကောက်ပွဲအတွက်လှုပ်ဆောင်နေသူတွေကိုဒီနေ့မစ်ရှင်အပါအဝင်၅ချိန်တိုက်ခိုက်ခဲ့ပါတယ်။ခုရက်ကွက်ကိုကိုတိုင်းဖိနှိပ်အနိုင်ကျင့်နေတဲ့အုပ်ကြီးတွေစီကျွန်တော်တို့အရောက်လာမယ်လို့ပြောပြီးပါစောတာနဲ့နောက်ကျတာပဲခွာပါလိမ့်မယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ ဆက်လက်ပြီးစစ်ကောင်စီကရွှေကောက်ပွဲအပိုင်းတည်းအတွက်မဲစင်းတွေစတင်ကျင်းပတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဒီဇင်ဘာလမှာကျင်းပတဲ့အာဏာသိမ်းစစ်ကောင်စီရဲ့ရွှေကောက်ပွဲအပိုင်းတည်းအတွက်မဲစင်းတွေကိုတက်ဆိုင်ရမြို့နယ်ရက်ကွက်ကြီးပါအလိုက်ရွှေကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကစက်တင်ဘာလ30ရက်နေ့ကစပြီးကျင်းပထားပါတယ်။ မဲဆင်းတွေကိုစက်တင်ဘာ30ရက်ကနေအောက်တိုဘာ14ရက်အထိ14ရက်ကြာကြီးညထားမှာဖြစ်တာကြောင့်အနေဆုံးတအိတယောက်လုံးနဲ့မပြတ်မကွက်လာရောက်ကြည့်ပေးကြဖို့ကိုလည်းစေကောင်စီလက်အောက်ခံဖြီတော်စုရွေးကောက်ပွဲကော်မရှင်ကနှိုးဆော်ထားပါသေးတယ်။ရန်ကုန်ဒေသခံတအုပ်ကတော့မဲဆင်းလာကြည့်ကြဖို့ဆိုပြီးညကမိုင်းနဲ့လိုက်အော်တာတော့ရှိတယ်။ဒါပေမဲ့စိတ်မဝင်စားကြတော့ရက်ကွက်ထဲတော့သွားကြည့်တာရောပြောတဲ့တွေရောမကြားရမတွေ့ရပါဘူးလို့ပြောပါတယ်။အခုချိန်ညတဲ့မဲဆင်းဟာပထမအကြိမ်ဖြစ်ပြီးဒီစည်းရင်းကနေမှာရွံ့တာနေမဲဆင်းမပါဝင်တာ မပါသေးတဲ့သူတွေပါနေတာစတာတွေကိုပြင်ဆင်ဖြည့်ဆွက်ပြီးရင်လာမယ့်နိုဝင်ဘာလမှနောက်တစ်ကြိမ်ထပ်မံညှိညာမှာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကတော့ရွေးကောက်ပွဲအပိုင်းတစ်ကိုမျိုးနယ်တရားနှမျိုးနယ်မှာလုပ်မယ်လို့ညှိညာထားပြီးအဲ့ဒီအတွက်လည်းလက်ရှိမှာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေစီမှာဆုံရှုံထားရတဲ့နေမျိုးတွေပြန်လည်ရရှိရေးအတွက်ကြီးရည်လေးအင်အားအလုံးရင်းနဲ့ထိုးစစ်တွေဆင်နွှဲနေပါတယ်။ဆက်လက်ပြီးအမေရိကန်အစိုးရရန်ရရရက်တက်နေချိန်ပုံမှန်လုပ်ငန်းဆောင်တာတွေအပြည့်အဝမဆောင်ရွက်နိုင်သေးဘူးလို့ တန်ယုံထုတ်ပြန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အမေရိကန်အစိုးရရဲ့ဗန်နာငွေရထားမှုအတည်ပြုချက်မရသေးတဲ့ကြာကာလမှာပုံမှန်လုပ်ငန်းဆောင်တာတွေအပြည့်အဝမဆောင်ရွက်နိုင်သေးဘူးလို့ရန်ကုန်မြို့အမေရိကန်တန်ယုံကဒီနေ့ထုတ်ပြန်ပါတယ်။ အဲ့ဒီလိုမဆောင်ရွက်နိုင်သေးတဲ့အတွက်ကြောင့် BN ရဲ့နဲ့လုံခြုံရေးဆိုင်ရာအရေးပေါ်သတင်းအချက်အလက်တွေကလွှဲလို့တန်ယုံရဲ့ Facebook အကောင့်မှာအကြောင်းအရာအစ်တွေထပ်မံတင်မှာမဟုတ်ဘူးလို့အတည်ပြုပါတယ်။အခုလိုဘန်နာငွေရထားမှုအတည်ပြုချက်မရသေးတဲ့ဂျာကာလာအတွင်းအမေရိကန်ပြည်ထောင်စုနဲ့ပြည်ပရှိအမေရိကန်တန်ယုံတွေကောင်စစ်ဝင်ယုံတွေမှာရက်ချင်းယူထားတဲ့နိုင်ငံကူးလက်မှတ် Passport နဲ့ Visa ဝန်ဆောင်မှုတွေကိုအခြေအနေခွင့်ပြုချက်အရာဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။တန်ယုံရဲ့ဝန်ဆောင်မှုတွေနဲ့လုပ်ငန်းဆောင်ရွက်မှုအခြေအနေဆိုင်ရာအချက်အလက်တွေအတွက် travel.gov မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ဖော်ပြပါတယ်။အမေရိကန်လွှတ်တော်မှနောက်ဆုံးမိနစ်ပိုင်းထိအရေးပေါ်ညှိနှိုင်းမှုတွေမအောင်မြင်တော့တဲ့နောက်အမေရိကန်ဖက်ဒရယ်အစိုးရရန်နရာတွေဟာဒီနေ့မှစတင်ရပ်တန့်ပြီးရှက်တောင်းဖြစ်သွားခဲ့ပါတယ်။တမရထရန့်ရဲ့ပထမအကြိမ်တမရတက်တန်တုံးကလည်း2018နှစ်စန်းပိုင်းမှာ၃ရက်ကြာ2018နှစ်ကုန်ကနေ2019နှစ်စန်းပိုင်းထိ35ရက်ကြာအစိုးရရှက်တောင်းကြုံခဲ့ပူပြီးဖက်ဒရယ်အစိုးရအေဂျင်စီတွေရန်နာခဲ့ရပါတယ်။ဒါကြောင့်အခုတစ်ကြိမ်ဟာ ထရန့်သမရအဖြစ်တာဝန်ယူတဲ့ကာလအတွင်းတတိယမြောက်အစိုးရရှက်တောင်းအနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။အမေရိကန်မှာသမရရော်နယ်ရီကင်လက်ထက်ကလည်းရှက်တောင်းသုံးကြိမ်ကြုံခဲ့ပူပင်ပေဒကြိမ်ကတရက်ပဲကြာခဲ့ပြီးကျန်တဲ့နှစ်ကြိမ်ကတော့နိုင်ပိုင်းအတွင်းမှာတင်ပြည်လဲအောင်ဖြည့်ရှင်းနိုင်ခဲ့ကြပါတယ်။ဆက်လက်ပြီးနေပြည်တော်တွင်စစ်ကော်မရှင်၏မဲစီးညာကြေညာထားမှုကြီးစုသူနေပါတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စစ်ကော်မရှင်ယုံဆက်ရနေပြည်တော်ရှိရက်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စီရင်များစတင်ကြေညာထားပြီးဖြစ်တော်လဲသွားရောက်ကြည့်ရှုသူနေပါကြောင်းဒေသခံများထံမှသိရပါသည်စစ်ကော်မရှင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်မဲဆန္ဒရှင်စီရင်များကိုစက်တင်ဘာ30ရက်နေ့မှအောက်တိုဘာ23ရက်အထိပထမကြိမ်ကြေညာထားမည်ဖြစ်ကြောင်းစစ်ကော်မရှင်ကဆိုထားပါသည် နေပြီးတော့စပူတီတီမျိုးနဲ့ပြင်မနာမျိုးနဲ့ပုပ်ပတီတီမျိုးနဲ့တို့ရှိရက်ွက်ရုံများတဲ့မှာငါးခုကိုယနေ့လေးလာကြည့်ရှုရတွင်ရက်ွက်ရုံနှစ်ခုတွင်မဲစရင်လာကြည့်သူတချို့တလိတာရှိပြီးကြံရုံသုံးခုတွင်လည်းလာရောက်ကြည့်ရှုသူများကိုမတွေ့ရပေ။စစ်ကော်မရှင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားသည့်အတွက်သွားရောက်ကြည့်ရှုမည်မဟုတ်ကြောင်းနေပြီးတော့ဒေသခံတအူကလည်းပြောပါတယ်။လူတွေဟိုရင်တုံးခလိုသွားကြည့်နေတာတို့ပြုံးနေတာတို့စိတ်ဝင်စားတာတို့တော့မရှိပါဘူး။ကျွန်တော်လည်းစိတ်ဝင်စားလို့သွားကြည့်တာမဟုတ်ဘူးဟုဆိုပါတယ်။ စစ်ကော်မရှင်၏ရက်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကမူဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမဲစည်းရင်တွင်မိမိအမည်ပါဝင်ခြင်းရှိမရှိလာရောက်ကြည့်ရှုရမည်ဖြစ်ပြီးမဲစည်းရင်တွင်မပါခြင်းမဲစည်းရင်တွင်ပါတီအချက်လက်ပြင်ဆင်လိုခြင်းမဲစည်းရင်တွင်ပါတီပုံကိုတအူအူကိုကန့်ကွက်လိုခြင်းတို့ကိုအောက်တိုဘာ12ရက်နေ့နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကြောင်းရက်ကွက်ရုံးတွင်ကြေညာထားပါသည်စစ်ကော်မရှင်အနေဖြင့်၎င်းတို့၏ရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲကျင်းပမည်ဖြစ်ပြီးရွေးကောက်ပွဲအပိုင်း၁ကိုလာမည့်ဒီဇင်ဘာ၂၈ရက်နေ့တွင် မျိုးနယ်တရားနှစ်မျိုးနယ်တွင်ကျင်းပမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်